မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီကနေ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ကချင်ပြည်နယ်ကမဆီမြို့သိမ်းတိုက်ပွဲမှာနောက်ဆုံးကျန်တဲ့စစ်ကောင်စီရဲ့တပ်ရင်းနှစ်ခုတည်းကခမရ319ကိုမနေ့ကညပိုင်းမှာပဲ KNP ရဲ့မဟာမိတ်ပူးပေါင်းတပ်တွေကသိမ်းပိုက်ရရှိသွားပြီးတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်ဆိုပါတယ်အချမ်းပတ်စစ်ကောင်စီလက်အောက်ခံ BGF ခေါင်းဆောင်စောချစ်တူးလို့ခေါ်တဲ့ဆန်မြင့်အပါဝင် BGF KNP ခေါင်းဆောင်တချို့ပါဝင်နေတဲ့တရားမဝင်ကြက်ဖြတ် online ငွေလိမ်ဂိုင်းနဲ့ online casino လောင်စာကမ်ပဏီတွေကို justice for myanmar ကဖော်ထုတ်လိုက်ပြီးနိုင်ငံတကာကချက်ချင်းရေးယူဖို့တိုက်တွန်းလိုက်တဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ခုပြမဇုံတင်ဆက်ပေးခြင်းတဲ့တင်ကတော့ကချင်ပြည်နယ်ကမက်ဆီမျိုးသိန်းတိုက်ပွဲမှာနောက်ဆုံးကျန်တဲ့စစ်ကောင်စီရဲ့တရင်နှစ်ခုတည်းကခမရ319ကိုမနေ့ကညပိုင်းမှာပဲ KIAP ရဲ့မာမေပူပေါင်းတပ်တွေကသိမ်းပိုက်ရရှိသွားပြီးတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ KIA သတင်းရင်းမြစ်ကပြောပါတယ် လက်ရှိမန်စီမြို့မှာရှိတဲ့စစ်ကောင်စီရဲ့ yes can တွေတက်စကန်တွေအကုန်လုံးကိုတော်လန်ရေးတပ်တွေကသိမ်းပိုက်ထိန်းချုပ်ထားပြီးမြို့ပြင်မှာနောက်ဆုံးကျန်နေတဲ့စစ်ကောင်စီရဲ့ခမရ319နဲ့ခမရ601တရင်နှစ်ခုကို GNPD မှာမိတ်ပူပေါင်းတပ်တွေကအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေရမှာမေလ27ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲခမရ319တက်စကန်ကိုတော်လန်ရေးတပ်တွေကသိမ်းပိုက်ရရှိသွားပြီဆိုပါတယ် တဖက်မှာလေနောက်ဆုံးကြံနေတဲ့ခမရ6ရက်1ကိုတော်လိုင်းတက်တွေကအပြင်းအထန်တိုက်ခိုက်နေပြီစေကောင်းစီဘက်ကတော့မြေပြင်မှာစစ်ကူမလာနိုင်တော့ပဲလေချောင်းကနေတာအသေးအတန်ခုခံနေပြီမဲ့အဲ့ဒီနောက်ဆုံးကြံတဲ့ခမရ6ရက်1တရင်ကိုလည်းမကြခင်ရတော့မှာဖြစ်တယ်လို့ KIA သတင်းရင်းမြစ်ကရှင်းပြထားပါတယ်လက်ရှိမှာတော့မက်ဆီမြို့တွင်းတစ်ခုလုံးကို KIA ရဲ့မဟာမိတ်ပူးပေါင်းတက်တွေကထိန်းချုပ်ထားပြီမြို့ထဲမှာရှိတဲ့စစ်ကောင်းစီရဲ့ဌာနဆိုင်ရာရုံးတွေအားလုံးကိုတော်လိုင်းတက်တွေကသိမ်းပိုက်ထားပြီးဖြစ်တယ်လို့ လက်ရှိနောက်ဆုံးကြံတဲ့ခမရ601စခန်းကိုတင်ပိုက်ပြီးရင်တော့မန်စီမြို့နယ်တခုလုံးကို KIP ရဲ့မဟာမိတ်ပူးပေါင်းတပ်တွေကတင်ပိုက်ရရှိသွားမှာပဲဖြစ်တယ်လို့သိရပါတယ်ခင်ဗျတဖက်မှာတော့အကျန်းဖတ်စစ်ကောင်စီလောက်ကန် BGF ခေါင်းဆောင်စောချစ်သူလို့ခေါ်တဲ့စံမြင့်အပါဝင် BGF KNA ခေါင်းဆောင်တချို့ပါဝင်နေတဲ့တရားမဝင်ကြဖြတ် online ငွေလိမ်ဂိုင်းနဲ့ online casino လောက်စား company တွေကို Justice for Myanmar ကဖော်ထုတ်လိုက်ပြီးနိုင်ငံတကာကချက်ချင်းအရေးယူပေးဖို့တိုက်တွန်းလိုက်ပါတယ် အကြံဖတ်စစ်တပ်လက်အောက်ခံ BGF တပ်ကနေ KNA ဆိုပြီးအမည်ပြောင်းထားတဲ့ကရင်နယ်ဂျက်ဆောင်တပ် BGF ခေါင်းဆောင်စောချစ်သူလို့ခေါ်တဲ့စံမြင့်ဟာသူ့ရဲ့မိသားစုနဲ့မဟာမိတ်တွေကိုကြွယ်ဝချမ်းသာအောင်နိုင်ငံဖြတ်ကျော်စီးပွားရေးကွန်ရက်တစ်ခုကိုတည်ဆောက်ထားတယ်လို့ Justice for Myanmar ကဆိုထားပါတယ်။လက်ရှိ BGF ခေါင်းဆောင်စောချစ်သူအပါအဝင်သူနဲ့အတူပူးပေါင်းနေတဲ့တရားမဝင်စီးပွားရေးလုပ်ငန်းတွေဟာမလေးရှား၊ထိုင်း၊စင်ကာပူ၊ကမ်ဘောဒီးယား တရုတ်နဲ့ဟောင်ကောင်နိုင်ငံတွေကကမ်ပဏီတွေလူပုတ်ကိုတွေများစွာပါဝင်ပတ်သက်နေတယ်လို့လည်းဆိုထားပါတယ်။အဲ့ဒီဘီဂျက်ကောင်းဆောင်စောချစ်သူလို့ခေါ်တဲ့ဆန်မြင့်ရဲ့မိသားစုနဲ့သူတို့ရဲ့မဟာမိတ်တွေပူးပေါင်းပါဝင်နေတဲ့နိုင်ငံဖြတ်ကျော်စီးပွားရေးကွန်ရက်မှာတရားမဝင်ကြဖြတ်အွန်လိုင်းငွေလိမ်ဂိုင်းတွေအွန်လိုင်းကာစီနိုလောင်စာကမ်ပဏီတွေနဲ့ဒုစရိုက်လုပ်ငန်းပေါင်းမျိုးစုံကိုအကြံပေးစကောင်စီနဲ့ဘီဂျက်ကောင်းဆောင်စောချစ်သူတို့ကအ धिक ပူးပေါင်းလုပ်ကင်နေတာဖြစ်တယ်လို့လည်း Justice for Myanmar ကပြောထားပါတယ်။အဲ့ဒီလို့ နိုင်ငံကကြက်ဖြတ် online ငွေလိမ်ဂိုင်းတွေကာစီနိုအလောင်းစားတွေပါဝင်ဒုစရိုက်မှုပေါင်းများစွာနဲ့နိုင်ငံကရာဇဝတ်မှုတွေကိုကျူးလွန်နေတဲ့အကြမ်းဖက်စစ်ကောင်စီနဲ့ BJ ခေါင်းဆောင်ဆော့ချသူအပါဝင်သူတို့နဲ့ပူးပေါင်းနေတဲ့စစ်ပွားရေးကွန်ရက်ကပါဝင်ပတ်သက်သူမှန်သမျှကိုနိုင်ငံကကနေချက်ချင်းအရေးယူပေးဖို့ Justice for Myanmar ကတောင်းဆိုလိုက်ပါတယ်ခင်ဗျတဖက်မှာတော့အရခတ်တတော် EE ကရိန်ဂျာလူမျိုးတွေကိုဥပဒေမဲ့ဖမ်းဆီးတာတပ်ဖြတ်တာမရှိဘူးလို့တရားဝင်ပြောဆိုထုတ်ပြန်ထားတာကို မြေပြင်ကအေးစစ်သားတို့ကကျူးလွန်တဲ့ဆိုပြီးဆွဆွဲမှုတွေရှိလာနေပြန်တဲ့အတွက်ဒါကိုစုံစမ်းပေးဖို့အရက်ပတ်အဖွဲ့စည်းတွေကတောင်းဆိုလိုက်ပါလေ။ဧပြီလနဲ့မေလမှာဘူတီတော်မြို့မှာရှိတဲ့တန်ကြောက်ခဲရွညိုတောင်နဲ့မောင်တော်မြို့ကတရက်အုပ်ကျေးရွာတွေမှာဖမ်းဆီးတပ်ဖြတ်တဲ့တရင်တွေထွက်ပေါ်နေပြန်တဲ့အတွက်အဲ့ဒီကိစ္စတွေကိုအရခတ်တတော်အေးအေးအနေနဲ့စုံစမ်းပေးဖို့အရက်ပတ်အဖွဲ့စည်းတွေကတောင်းဆိုနေကြတာပါ။တစ်ဖက်မှာတော့အချက်ပစစ်တကနှစ်ပေါင်းများစွာရိုဟင်ဂျာတွေအပေါ်ပိတ်လောင်ထားပြီးလူမျိုးတုံးတပ်ဖြတ်တာတွေ အကြက်ကိုင်းစိတ်ခိုင်းတာတွေနဲ့ဖိနှိပ်မှုမျိုးစုံရှိနေတဲ့အပြင်ဆဲအုစုကိုစားအကြမ်းဖက်မှုကျူးလွန်တဲ့သူတွေအဖြစ်ပါအပေါင်းပြုနေတာတွေလည်းရှိနေတယ်လို့အရက်ဖက်အဖွဲ့စည်းတွေကထောက်ပြထားကြပါတယ်ဒါအပြင်ဆဲအုစုနဲ့ပူးပေါင်းနေတဲ့အစာအာအေနဲ့အာဆိုတို့လိုအကြမ်းဖက်အဖွဲ့စည်းတွေဟာရိုဟင်ဂျာလူမျိုးစုတစ်ခုလုံးကိုကိုစားမပြုဘူးလို့လည်းအရက်ဖက်အဖွဲ့စည်းတွေကဆိုထားပါတယ်ဒါကြောင့်လူမှုတဟဇာတာဖြစ်ရေးအပဝင်ဒေတာလူတို့အတွက်တာဝန်ယူတာဝန်ခံတဲ့အခြေအနေမျိုးကို အာရခတတော် AA အနေနဲ့တာဝန်ယူဆောင်ရွက်ပေးဖို့တိုက်တွန်းအပ်ပါတယ်လို့လည်းဆိုထားကြပါတယ်။အာရခတတော် AA ကတော့တိုက်ပွဲပြင်းထန်နေတဲ့ဒေသကရိုဟင်ဂျာပြည်သူတွေကိုတောက်လျှောက်ကဲထုတ်ပေးနေပြီ။နေရာရွှေပြောင်းပေးတာတွေအကျန်းဖတ်စစ်အုပ်စုကဖမ်းဆီးထားတဲ့ရိုဟင်ဂျာတွေကိုကဲထုတ်ပေးတာတွေကိုလှုပ်ဆောင်ပေးနေပြီ။ရိုဟင်ဂျာလူမျိုးစုတွေကိုဥပဒေမဲ့ဖမ်းဆီးတပ်ဖြတ်တာတွေလုံးဝမရှိဘူးလို့တရားဝင်ကိုထုတ်ပြန်ထားပါတယ်ခင်ဗျ။ဒီတစ်ခါမန္တလေးတိုင်းဘက်မှာတော့ မြင်းကြံမြို့နယ်ကိုင်းကြည်ရွာကနေထွက်လာတဲ့အကျန်းဖတ်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လိုင်းတပ်တွေကကြားဖြတ်တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား၃ဦးသေသွားသလို PDF ရဲဘော်တဦးလည်းမြင့်မြတ်စွာအသက်ပေးလှူသွားရတယ်လို့ MGN Tiger တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်ကိုပြောပါတယ်မေလ၁၈ရက်နေ့ကပဲမြင်းကြံမြို့နယ်ကိုင်းကြည်ရွာကနေထွက်လာတဲ့အကျန်းဖတ်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လိုင်းတပ်တွေကရွာသစ်ကြည်ရွာအနီးမှာကြားဖြတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်အဲဒီလိုတိုက်ခိုက်မှုအတွင်း စေကောင်းစီတက်သားသုံးဦးဟာအပြစ်ခံမှုတွေအတွင်မှာပဲအသီးသီးသေကုန်ကြပြီဆယ်ဦးဝင်းကျင်လောက်ကဒဏ်ရာတွေရသွားကြသလိုတိုက်ပွဲတွင်တော်လိုင်းရဲဘော်တအူးလည်းမြင့်မြတ်စွာအသက်ပေးလူသွားရတယ်လို့ MGN Tiger တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်ခင်ဗျတပတ်မှာတော့စကိုင်းနိုင်ကတနီယာမှာမြင်းညာခိုင်တရင်ခွနစ်0ပျောက်ကြားတပ်ဖွဲ့ကတသားအယောက်80ကျော်ကိုလက်နက်နဲ့စစ်ယူနီဖောင်းအပြည့်စုံတပ်ဆင်ပေးအပ်ပွဲအခမ်းအနားပြုလုပ်ခဲ့တယ်လို့ ဇီရိုပြောင်ကြားတက်ဖွဲ့နဲ့ data twin တော်လန်ရေးတက်ဖွဲ့တွေကပြောပါလေအဲ့ဒီခန္ဓာကိုမေလ21ရက်နေ့ဖြစ်တယ်မနေ့ကပဲပြုလုပ်ခဲ့တာဖြစ်ပြီးတက်သားအယောက်80ကိုလက်နဲ့အပြည့်စုံပေးအပ်ခဲ့တဲ့အပြင်တဦးကိုစစ် uniform အပြည့်စုံ၃စုံစီးပါပေးအပ်ခဲ့တယ်ဆိုပါလေဒါအပြင်အခုလိုရေဘော်တွေကိုလက်နဲ့နဲ့စစ် uniform အပြည့်စုံတက်ဆင်ပေးအပ်နိုင်ဖို့တပတ်ကပြည်တွင်းပြည်ပအလှူရှင်တွေကိုလည်းကျေးဇူးတင်ရှိပါတယ်လို့ကိုသက်ကြီးကပြောထားပြီး ယူနီဖောင်းအမျိုးအစားတွေကကွန်မန်ဒိုယူနီဖောင်းကြီးကအုတ်ထုပ်ကြီးကယူနီဖောင်းအပြည့်စုံနဲ့လက်နက်တွေကိုပါတပ်သားအယောက်80ကိုတက်ဆင်ပေးအပ်တာဖြစ်တယ်လို့ဇီရိုပြောကြားတက်ဖွဲ့ရဲ့တာဝန်ရှိသူကိုတက်ကြီးကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ